္ဂလာညချမ်းပါခင်ဗျာစီဂျီပလက်ဖောင်းရဲ့အပတ်စဉ်တင်ဆက်နေကြစာသေးသံအစီအစဉ်မှာအခုညတော့ဖတ်ပြပြီးတော့မှာတော့ဆရာသန်းလေးရဲ့စိတ်ကန်းရေဒီယို SCB ဖြစ်ပါတယ်စိတ်ကန်းရေဒီယို15စိတ်လေးလံဖီးစီးလာသည့်အခါသို့မဟုတ်ကြပြောချင်းချင်းကြီးကြီးလေးလံဖြစ်နေသည့်အခါကျွန်တော်ဂျင်းနာထောင်ကြီးနေရာတခုခုတွေ့ရရောက်နေတဲ့အချိန်မျိုးစိတ်ပြည့်စရာကြုံရတဲ့အချိန်မျိုး ခုတို့မဟုတ်ရင်လည်းပြင်းပြင်းရှိလာလို့ချင်းလေးဖွင့်ပြီးနားထောင်လိုက်ဥမလေးဆိုတာမျိုးကျွန်တော်ချင်းနားမထောင်တဲ့ချင်းနားတော့ပြည်ပြီဆိုရင်လည်းချင်းလေးမှပြဿနာများမှကျွန်တော်ပြဿနာဖြစ်လာတတ်ပြီချင်းလေးမှ နာကြည့်မှုကြောက်ရွံ့မှုကြည်ခွဲမှုကြည်ညူးမှုသတ်သဖြင့်ချင်းများမှဖြစ်စေခြင်းသည့်အတိုင်းဘိုးဆုံးမီဆုံးကျွန်တော်လိုက်တန်ခံစားနေမိတတ်သည်ထို့ကြောင့်ပင်တေမရပိုးမရစိတ်များလေးလံဖြစ်နေသောအချိန်များ၌ချင်းကပြီးသောနောက်ထပ်ဝင်အပိုးတစ်ခုကိုထိုင်ရန် ကျွန်တော်အခုတော့ဘလို့မှအဆင်မပြေခြင်းများနဲ့ကျွန်တော်ဤဒုက္ခကလည်းသိပြီးသေးလာသည်တော့မဟုတ်ပါထိုကြောင့်တော့ဖြစ်စဉ်အတွင်းဘဘူတီဆိုထားသောရှင်တပုတ်ကချင်းချက်တစ်ခုအနေဖြင့်ကျွန်တော်ထံရောက်လာခဲ့သည် BBC Radio သတင်းဌာန၏ညပိုင်းအစီအစဉ်များတွင်ချင်းလေးတစ်ပိုင်းတစ်စနှင့်အစီအစဉ်တစ်ခုကိုအသက်ရှင်နားထောင်ကြည့်ခဲ့သည့်ကာလတစ်ခုမှဆက်ရပါမည်ရည်သည့်အစီအစဉ်ဆိုသည်ကိုကျွန်တော်မမတ်မိတော့တော့လေထိုးအစီအစဉ်အစမှဖွင့်ခြင်းလေးတစ်ပိုင်းတစ်စဖြစ်သည့် တည်ပြီးအုံနောက်မချောင်းနဲ့ဘဝဟာခဏပါပျော်သလိုနေသွားကြိုတွေးထားလို့မရတဲ့လောကကြီးမှာပူပန်နေဦးမလားခြေလမ်းတွေပေါ်ပေါ်ပဲထားဆိုဒီကိုမှတ်မှတ်ရရရှိနေဖြစ်စီကျွန်တော်စိတ်များတက်နေသည့်အခါဖြစ်စေအကြဘက်ရောက်နေသည့်အခါဖြစ်စေဘာကြီးတွေဘလိုပင်ဖြစ်နေပြေထိုသင်းလေးကြားလိုက်ရင်ကျွန်တော်ပြုံးစစ်စစ်ချစ်သွားတတ်ပါသည်ချင်းနဲ့မှာတော့ဖြင့်ရင်ထဲမှာပေါ်ပေါ်ပဲထားရင်တိုက်တွန်းထားသည်ဓမ္မသစ်ကျမ်းတွင်ရှင်မသေးကထိုးနေအဖို့ဘုရားကပေးပြီးပြီပဲဟာ မနက်ဖြန်အတွက်တွေးပြီးစိုးရိမ်နေပါနဲ့ကွာဟုဆိုပါသည်စီမသေးကထာဝရဘုရား၏ဘုန်းတော်ကိုယုံကြည်ခြင်းအပြင်မနက်ဖြန်သည်ဒီနေ့ဖြစ်လာရင်လည်းဘုရားပေးဥမှာဘောဟုစေအေးချမ်းသာအောင်ပြောသောအနေထားဖြစ်သည်ရုပ်ဝတ်သူပေါခတ်သဖြင့်ဆိုတော့လေအချင်းသမားဤစကားနှင့်စီမသေး၏စကားတို့မှာတန်တူကြောက်ခွဲဖြစ်မိခြင်းသည်အချင်းတွင်တရားရုပ်ကိုအာကိုပြီးပေါ်ပါစီလိုခြင်းမျိုးတဘိုးပြတဲ့အစမ်းတကြေများနှင့်ချွတ်ချွတ်ဖြည်းဖြည်းကြံ့ကြံ့ခိုင်မြာမပါဝင်သည်ကိုကျွန်တော်သတိထားဖြစ်ခဲ့သည် တငယ်ချင်းဆက်ဆံဘောရာအကန့်ဆန်ဆန်မိတ်ဆွေရဲဘော်ရဲဘက်ဆန်ဆန်အတန်မျိုးဖြစ်သည်လေးနဲ့ရတာအလွန်ပင်ပန်းချောင်းပြကြမိဖြစ်သည်ဘောဘောပါပါနေနိုင်ရန်ဆိုဒီကလည်းတိတ်ပြီးလွယ်ဘူးလားသောကိစ္စမဟုတ်ကလေးတွေလွတ်လပ်ပေါ်ပါကြခြင်းမှာဘာမှမသိကြသေးရဖြစ်သည်သူတော်စင်တစ်ပါးပေါ်ပါစီနေခြင်းမှာအသိပညာကန်းကုန်သွားခြင်းကြောင့်ဖြစ်သည်တိကျသမျှအရာအလောင်းကိုမိပစ်လိုက်ခြင်းကြောင့်ခက်မသိကျင်တော်ခြင်းကြောင့်အယူတယောက်ပေါ်ပါနေရခြင်းဖြစ်သည် ထိုသုံးမျိုးတွေမှာမှကလေးဘွားနဲ့သူတော်စင်ဘွားကတော့ဖြင့်ကျွန်တော်မရနိုင်တော့အယူဆိုရင်နည်းနည်းတော့နှိစက်ပါသေးသည်ထို့သောသတ်သက်ခါယူသောအဆင့်ဆိုမရောက်မီအခုလိုပေါ်တတော်အဆင့်မှာအချိန်ကြာနေရခြင်းကိုဖြင့်ကျွန်တော်ခံရခက်လာသည် ကျွန်တော်ကိုပေါ်ပါမှုသင်ကန်းစာများသင်ကြားပေးသူကဆရာနှစ်ယောက်ရှိခဲ့သည်တယောက်မှာကျွန်တော်အလဲတန်းကျောင်းသားဘွားကျွန်တော်အင်ရှိအိမ်မှာဝေဆိုးဖြစ်ပြီးကျွန်တော်ထက်လေးနှစ်ခန့်ငယ်ပါသည်ကျွန်တော်ဘွားတွင်ဝေဆိုးခဲ့သော ကျောင်းပိရက်ကိုအပျော်ကြီးပျော်တတ်သူမျိုးတစ်ခါမှမတွေ့ဘူးခဲ့ပါစနေတနင်္ဂနွေကျောင်းပိရက်ကိုကျွန်တော်တို့လည်းမျှော်ဘူးပျော်ဘူးကြပါသည်တောက်ကြနေ့ကျောင်းဆင်းချိန်ဆိုပျော်ပျော်ပါပါအိမ်ပြန်ခြေလမ်းများတွက်လို့ဝေစုတယောက်ကတော့ဖြင့်မနက်ခင်းကျောင်းသွားသည့်အခါကပင်ဒီနေ့ကျောင်းပိရက်ကအခုတလန်လုံးကြောက်အောင်အော်ဟစ်ချီတက်သွားတတ်ပါသည်သူကမနက်ကလေးကပင်ပျော်နေတတ်သူမျိုးကျွန်တော်တို့ထက်အပျော်စောစောရသည်ဟုဆိုရတယ်တနင်္လာနေ့ရောက်သောအခါဝေစုတယောက် ဝမ်းနဲ့ပတ်လည်လေးလံဖြည့်စည်သောခြေလမ်းများနဲ့ကြောင်းသွားနေတတ်သည်ဟုထင်ကြလျင်တော့အမှားကြီးမှားကြပါလိမ့်မည်။ကြောင်းပိတ်ဖို့လေးရပဲလိုတော့တယ်ကွာဟုအော်ဟစ်ပြောရှင်ရင်အားနဲ့မန်နဲ့ချီတက်သွားပြန်သည်။သူကလေးရသာကြံတော့သည်ဆိုတော့လေတနင်္လာနေ့အတွက်ကြောင်းတက်ရန်ကခုမှအိမ်ကစားထွက်ခါစားပြန်ရှိသေးသည်။ညီတို့ပင်ဖြစ်စေဝေဆိုးကိုကြည့်ရင်ကျွန်တော်တို့အားလုံးပေါ်ပါပြောရှင် ခဲ့ကြရသည်။သူ့ဝင်တော့ဝင်ဖို့ကို သူကိုယ်တိုင်ရှော့ချသွားပုံကချစ်စရာပင်ကောင်းကြီးသေးတော်သည်။ နောက်တစ်ယောက်မှာတော့ကျွန်တော်အင်ဖေးအင်ကစရင်စစ်ဦးကြီးမှုရီတမီစန္ဒာဝင်းမောင်ဖြစ်သည်ဝေစုနှင့်ရွေတူတငယ်ချင်းဖြစ်ပြီးကျွန်တော်တို့ကမိဇန်ကိုခေါ်ကြသည်မိဇန်၏အဖေဘဘဦးဝင်းမောင်မှာကျွန်တော်တို့မြန်မာစစ်တူရင်အင်္ဂလိပ်စစ်တူရင်လက်ကျင့်တင်ကြားပေးသူစစ်တူရင်ဆရာလည်းဖြစ်ပါသည်ကျောင်းပေါင်းသောစစ်တူရင်တံခွေများအတွက်မိဇန်တို့အိမ်တွားရောက်လက်ကျင့်ဖြစ်သည့်အခါသူစာကျက်တံအခြေကြီးကိုအမြဲလိုလိုကျွန်တော်ကြားနေရတတ်သည်မိဇန်စာကျက်ပုံကတော်တော်ထူးခြားသည် ာရွက်ပေါ်တွင်ရေးထားသမျှပုံမှန်ဥကလေးဂွင်းစာဂွင်းပိတ်ပါမကျန်အားလုံးကိုပါဇက်ကအော်ဆိုပြီးကြက်တာမျိုးဖြစ်သည်ဥပမာတစ်ခုဆိုရင်စက်စစ်သားသည်တိုင်းသူဒီသားတို့အားလက်ရလက်ဖြင့်အဝတ်အထည်တို့ကိုပေးသည်ဂွင်းစာမှန်သည်ဂွင်းပိတ်ဟုမြင်သမျှခက်ကြက်တသည်စာကြောင်းကိုဖတ်ပြီးစာကြောင်းအဆုံးကခွေးစာဂွေးပိတ်ထဲတွင်အမှန်အမှားချစ်ရသည့်မိဘမျိုးအထီကိုမိစံတယောက်ပေါ်ကြီးဟစ်ကျဲလုံနေခြင်းဖြစ်သည်ချက်စာသော တွေ့ရသည့်စာသောသင်ချာသော ဘယ်ဘာသာမဆိုအတန်ကြည်ကြီးဖြင့်အော်ကြက်နေတဲ့သဖြင့်ကျွန်တော်တို့ကဝိုင်းဝန်းရင်မောကြနေတော့လေသူကတော့ဘု து ဘီယူဆက်ရမှာလဲဆိုသည့်သူ့အထားနဲ့သူခါရင်တော့သုံးဟာဈေးထက်ငယ်တယ်သုံးကိုအချုံနဲ့ထိုးဟုမိဆန်စီမှာအတန်စုစုကြီးထွက်လာပြန်ပါသည်ပထမပြဿနာထက်နည်းနည်းပူကျန်းလာပူဆိုးလာပါသည်သူဘာကိုကြက်နေမှန်းကျွန်တော်တို့လည်းသိချင်စိတ်ဖြင့်စာအုပ်ကိုလှမ်းယူကြည့်ဖြစ်သည့်အခါရေဇာသန်းနဲ့လက်သန်းအကြောင်းဖြစ်နေသည် အကျိုးသိအကြောင်းသိကျွန်တော်ကရှင်းပြပြီးတင်ပေးတော့လဲအားကြီးချုပ်တာပဲရရှိဘူးဝေးဒီမမှတ်နိုင်ဘူးဘယ်ဟာဖြစ်ဖြစ်ငဲတဲ့ကောင်ကိုခြုံတဲ့ဘက်နဲ့ထူရတာပဲမဟုတ်လားမှားနေလို့လားဟုပြန်ပတ်သည့်အခါကျွန်တော်မှမှန်သည်မှားသည်ပြောရအခမ်းနောက်ပိုင်းကျွန်တော်ကိုယ်တိုင်သင်္ချာပု္ပ္ပာတချို့တွင်ထိုကိစ္စပေါ်ဝင်လာသည့်အခါများ၌ဒီဘက်ကိုလက်ရမှန်ဇဝေဇဝါဖြစ်နေလျင်ရရှိဘူးဝေးသိပြီးခေါင်းချုပ်ခံမနေတော့မိဆန်ဤပေါ်ပေါ်ပေါ်ပါထုံးပေါ်နှလုံးမူ၍ငဲသောကောင်ကိုအချုံနဲ့ထိုးလိုက်ရသည်ကြီးကိုမမောင်အီဇလီဤချင်းတပုတ်တွင် ချင်းလေးတို့ရဲ့ပန်းကလေးတို့ဆိုရဲ့တန်းလုံးရဲ့ကို ထုတ်ပြီးတွေ့ပြသည့်အခါအချင်းကြိုက်တဲ့သူများအချင်းလေးကိုနားထောင်လိုက်ကြပါတဲ့ပန်းနှစ်သက်ပင်ကနေဖြင့်ပန်းဝင်ကလေးများကိုကောက်ပံနိုင်ခွင့်လည်းရှိပါသည်တဲ့ထို့သို့ပို့ပေါ်ပါပါပျော်ရွှင်စရာများရှိပါတဲ့ကပဲကိုနှလုံးသားလက်ခင်များတန်ရောက်တဲ့ဘလဘွားနဲ့သွေးသံတရေရဲနဲ့တသက်သက်တုံခါနာကျင်မှုများနဲ့ဟုအသက်နှုတ်ကိုဖတ်ပြီးငွေယူကြည်ပွဲမိရင်တော့မင်းဒုက္ခနဲ့နင်းစာဖြစ်ပါသည်တဲ့ ဝေဆိုးနေပြီစံဒီသူတော်တင်များမဟုတ်ပါကျွန်တော်ဒီလေတွတ်တွတ်ခါသောအဆင့်ထိမရောက်သေးပါသို့သောသိပြီးအုံအောင်မချောင်းတဲ့ဘဝခဏပါဟု လေကလေးခြုံကျင်နေမိသည်ရင်ထဲမှာပေါ့ပေါ့လေးသာပဲထားကျင်နေမိသည်အခုဖျက်ပြပေးခဲ့တာကတော့ဆရာတန်းတင်ရဲ့စိတ်ကဲရီဒီယို15အစီအပဲဖြစ်ပါတယ်ဒီအစီအစဉ်လေးကိုတနင်္ဂနွေနေ့ည8:00နာရီတိုင်းမှာတင်ဆက်နေကြမှုစောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာ ကျွန်တော်나ကြီးပါ